ါပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်တူတာရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးပြရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်မင်္ဂလာပါဗျာမွေးနေ့ဓမ္မဒေသဆောင်ကဏ္ဍကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ နိုဝင်ဘာလ28ရက်နေ့မှာကြာရောက်တဲ့မော်ဒရှင်များကတော့မိထီလာမြို့မှာခင်အင်းမှုရန်ကုန်မြို့မှာကိုကျော်မောင်မြို့လူလင်မြို့မှာတန်တန်ထေကော့ခရိတ်မှာနော်ကူကူဒိုမီနီကန်အသင်းကိုင်းမှာပါလာပေမန်ရက်ကွက်ကြီး16ပြင်ဦးလွင် အနီးစခန်းမှာဂျွန်နိုအေရင်းချမ်းတင်းလို့ပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ တောင်းဆိုလာတာကတော့ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာဝင်းနေကြရောက်တယ်လာစုကျော်ဝင်းရဲ့ဝင်းနေမှာဒီသားစုနဲ့ပျော်ရွှင်ပါစေရမချမ်းသာပြီးတော့ဘုရားခင်ကောင်းကြီးမင်္ဂလာကိုလည်းအမြဲခံစားရပါစေရှင်မန့်ထားတဲ့အစီအစဉ်ငံကိုလည်းအမြန်ဆုံးသွားနိုင်ပါစေဆိုပြီးတော့မန္တလေးနိုင်ရှိမှာဗောမေကြီးကနေဝင်းနေဓမ္မတီတောင်းဆိုလို့ပြထားတာပါဆက်လက်ပြီးတော့ပဲတောင်းဆိုလာတာကတော့ဒီကနေ့ နိုဝင်ဘာလ28ရက်နေ့မှာမွေးနေ့ကြရောက်တဲ့ဒါချအောင်မေဆိုးရဲ့မွေးနေ့မှာရန်ကုန်လှိုင်းသာယာမှမိခင်ဒေါ်ထွေစားကနေမွေးနေ့ဓမ္မတီ တောင်းဆိုလို့ပေးထားပါတယ်ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာကြရောက်တဲ့မွေးနေ့ရှင်များကြီးစုနာစင်အပေးနေသူများတောင်းဆိုထားကြသူများအလုံးပေါ်အာတရားသခင်ရဲ့ကောင်းချီးကျေးဇူးများတော့စရတူတူ၍ ခံစားရပါစေကြောင်းအချက်သမားတရားမြန်မာပိုင်းစီစဉ်မှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့တူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်တောင်ပေးရင်သိတန်ရှင်အယ်ခွင်းကြီးစီဆိုထားတဲ့တွင်တင်သူဖျားရှင်ဆိုတဲ့ဓမ္မတချင်းကိုတင်ဆက်ပေးလိုက်ပါတယ် teacher. ဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ။ဩတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောတိသာသမိတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စိမအန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမိတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍ဤတိအရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသော စေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသော လူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောသုကျေစုနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လည်၍သွန်လောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနာမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိတ်မာခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကြီးနာတော်ဖြင့်ခွင့်လွှတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေးချမ်းသာယာဝပြောသော နိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းသာယာခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်း သာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ခရစ်သူခင်နိုင်ချီလာစွာသောညီကူမောင်တော်မအောင်သူယနေ့ဟာ34ကျင်းမြောက်တာမန်တရင်းမဲ့ရဲ့ကြာသာပရိနိဖြစ်ပါ रे တင်တော်အလုံးကိုဖျားသခင်ကောင်းကြီးပေးပါစေမြမပြည်ကြီးလည်းအလင်းမြန်ငြိမ်းချမ်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါ रे ညီကူမောင်တော်မအောင်သူတိတ်ပံပညာရှင်တွေကလည်းပြောကြတယ်တဲ့ ဒီကွာကြီးတနေ့ပျက်စီးပြီးတော့ကဘာကုံကြီးရှိမဲ့အကြောင်းတော့သူတို့ရဲ့လိလာတွဲချက်ချင်းတွေနဲ့ကျွတင်ခံမှန်းပြောကြတာတွေရှိပါရဲ့ကျန်တော်မြတ်မှာလည်းပဲကဘာကုံမဲ့အကြောင်းသခင်ခရစ်တော်မကြာခဏမင်ကြားတာတွေရှိပါရဲ့သိပ္ပံပညာရှင်တွေရဲ့သုံးသက်ချက်ဟာလည်းလွဲခဲ့တယ်ဒါကြောင့်သိပ္ပံပညာရှင်များရဲ့ယူဆချက်ရဲ့တော့ကျန်တော်တို့ရဲ့တွင်တင်ခြင်းများဟာတူညီနေတာမို့တေချာဘောက်ဒီကဘာကြီးပျက်စီးမဲ့နေဧကံမှုချ ရောက်လာလိမ့်မယ်လို့ကျွန်တော်တို့တော်တော်များများကရှုံကြည်လက်ခံထားကြပါရစ်။ပြီးခဲ့တဲ့33ချိန်မြောက်တာမန်သတင်းမဲ့ရဲ့ကြာသာပတိနေ့ကရှင်လူကာအခန်းကြီး19အငယ်41ကနေ44မှာတခေစုကယေရှုသခင်မျိုးကြီးကိုကြည့်ပြီးတော့မကြမီပျက်စီးတော့မဲ့အကြောင်းကိုကြိုသိပြီးတော့ဝမ်းနဲ့မျက်ရည်ကျတဲ့အကြောင်းကိုကြားနာခဲ့ရတယ်။နောက်ဤနေ့လည်းပဲရှင်လူကာအခန်းကြီး21အငယ်20ကနေ28မှာယေရှုသခင်မျိုး ပျက်စီးမဲ့ကြောင်းတော့တခေစုကဟောကြားထားတာကိုတွေ့ရှိရတယ်။ကမ္ဘာကောင်မြင့်အကြောင်းတနည်းအားဖြင့်နောက်ဆုံးသောတရားစီရင်ခြင်းတွေရောက်လာမဲ့ပုံကူလူတွေသိနာလွယ်စေရန်တဘာဝဖြစ်စဉ်များဖြစ်တဲ့နေကျေလာတို့ရဲ့အမှတ်လက္ခဏာပင်လယ်လိုင်းတို့တို့ရဲ့အမှတ်လက္ခဏာနဲ့နမူနာတွေပေးပြီးတော့ဟောကြားလေးလည်းရှိပါရဲ။ရေပေါ်မှာလမ်းလျှောက်ခြင်းနဲ့လှိုင်းတို့များကိုငြိမ်သက်သွားအောင်အမိတ် ပေးပြခြင်းကလည်းဘုရားသခင်ရဲ့စွမ်းအားဟာတဘာဝစွမ်းအင်တွေထဲတာလွန်ကြောင်းထိုတဘာဝတရားကြီးဟာဖန်ဆင်းရှင်ဘုရားသခင်ရဲ့လက်အောက်မှာနာခံပေးရကြောင်းသူကိုဖော်ပြနေခြင်းဖြစ်ပါれပြီးခဲ့တဲ့သရမကတိကျမ်းစာမှာလည်းပဲနောက်ဆုံးသောတရားစီရင်ခြင်းဤလာပြီဆိုရင်တဘာဝဘေးအန္တရာယ်ကပ်ဆူးများနမိတ်လက္ခဏာများစစ်ပွဲများနှင့်ကွဲပြားခြင်းများတပ်ဖြတ်ခြင်းများလည်း ရှိလာနိုင်ကြောင်းဖော်ပြခဲ့သလို universal တဲ့ဧဝံဂေလိကျမ်းစာတော်များမှာလည်းပဲထို့သို့ပျက်စီးခြင်းကြောင့်နော်ကိုဝင်ဆောင်မျိုးသမီးများနဲ့နှုတ်ဆုကလေးငယ်တွေပူပြီးတော့မှဒုက္ခဒီကြာရောက်ရင်ဆိုင်ရမယ့်ထိတ်လန့်စရာကောင်းတဲ့အကြောင်းတွေကိုဖော်ပြထားတာကိုကျမ်းစာမှာတွေ့ရပါတယ်။နောက်ဆုံးသောနေ့ရက်များဟာညှဉ်းပန်းနှိပ်စက်ခြင်းများတဘာဝဘေးဆုများကြောင့်ခက်ခဲသောချိန်ခါများဖြစ်ကြတော်လဲပဲ။ ခရိယဘောတ္တမှာယူသားပြောင်းမဆွာနေထိုင်ကြည်ညာခဲ့တဲ့သူတွေအတွက်တော့ထိုနေ့ဟာသူတို့အတွက်ကေတင်ကြီးခံရမယ်နေ့ပြောင်းမဆွာရက်တည်နိုင်မယ်နေ့အခက်ခဲတွေညှဉ်းပန်းနှိပ်စက်မှုတွေချုပ်ငင်းပြီးတော့မှဥမော့နိုင်မယ်နေ့ဝမ်းသာခုံယူရမယ်နေ့ဖြစ်ပါれဆိုပြီးတော့ကျမ်းစာကနေဖော်ပြနေတာလဲတွေ့ရပါတယ်။ဒါမှမဟုတ်သခင်ခရစ်တော်ကိုညှင်းပယ်ပြီးရိုင်းပြစွာရက်ဆက်တဲ့ဒီလောကီအတ္တတာနဲ့ ျင်လည်နေတဲ့သူတွေအတွက်တော့နောင်တမရပဲနဲ့အပြစ်ကြီးကျူးလွန်ခဲ့တဲ့သူများအတွက်တော့ထိုတရားစီရင်ခြင်းတွေဟာသူတို့အတွက်တော့ကြောက်စရာအရန်ကောင်းတဲ့နေ့ဝမ်းနည်းစရာကောင်းသောနေ့ဖြစ်လာပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ထိုနေ့ဟာလူလောကမှာတော့သူတို့အနိုင်ကျင့်ခဲ့သမျှရက်ဆက်ရုပ်မာခဲ့သမျှအတွေ့ပြန်ပြီးတော့ဒဏ်ခံရမယ့်နေ့တော့သူတို့ရဲ့ပျက်စီးခြင်းတွေရှိနေမယ့်အတွေ့အကြုံပါ။ဒါကြောင့်ညီကောင်မောင်တို့ပေါင်းတို့တဘာဝ ဘေးအန္တရာယ်များနော်စစ်မဲ့ဘေးများကပ်ရောဂါဆိုးများရင်ဆိုင်ရာတိုင်းထိုးရာများဟာကဘာကုံဆုံးတော့မဲ့နေ့ရက်တွေအမတ်လက္ခဏာများပေးနေခြင်းဖြစ်တဲ့ဆိုတာသတိမူလျက်သခင်ခရစ်တော်ဒုတိယကြိမ်ကြွလာပြီးနောက်ဆုံးသောတရားစီရင်တွေအသင့်ပြင်ဆင်ထားနိုင်ရအောင်နောင်တရယူပြင်ဆင်ကြိုးစားသွားကြရမှာဖြစ်တဲ့လောကမှာကလေးကဘုရားသခင်ရဲ့နိကတ်စွာ နေတိုင်းအသက်ရှင်ခဲ့မယ်ဆိုရင်တည်ဆုံးပြီးတဲ့ နောက်မှာရှင်မြတ်ထမ်းမြတ်တဲ့ချိန်မှာလည်းပဲဘုရားသခင်ရဲ့နိုင်ငံမှာဘုရားသခင်နဲ့နီးကပ်စွာနေထိုင်ခွင့်ရမယ်လောကသက်ရှင်သန်စင်မှာဘုရားနဲ့ဝေးနေခဲ့မယ်ဆိုရင်ထိုကဲ့သို့ဝေးကွာပြီးမှသေဆုံးသွားခဲ့မယ်ဆိုရင် နောက်ဘဝမှာလည်းပဲဘုရားသခင်ရဲ့နိုင်ငံမှာပါဝင်ခွင့်မရပဲဘုရားနဲ့ဝေးနေရအောင်မယ်ဆိုတာနှလုံးသွင်းစင်ကြင်လေးရဲ့ဒီလိုကျွန်တော်တို့တွေနေ့စဉ်ဘဝတက်တာတိုင်းမှာ အကောင်းဆုံးဖြစ်နေအောင်ကြိုးစားရင်းလွယ်သောကျေးဇူးများနဲ့ဆက်လက်တောင်းခံသွားကြပါစို့ဒီကနေ့အတွက်ဦးရမင်းကြီးသတင်းစကားအခန်းကဏ္ဍမှာတော့ပြောရေးဆိုခွင့်မဲ့သူများအတွက်ကျွန်ုပ်တို့၏အတန်ကို ပေးရမည်ဟုအပစင်ဘုံလူနေတိုင်းစိန်ပီတာယင်ပြင်မှာပြုလုပ်သောလူမှုတွေ့ဆုံခြင်းမှာရမင်းကြီးဝေမျှခဲ့သည့်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ။ပါရှင်ဗုဒ္ဓနေတိုင်းစိတ်ပိတဲ့ယင်ပြင်တွင်ပြုလုပ်သောလူမှုတွေးဆောင်ခြင်း၌ပုံရမင်းကြီးလီယို34ကယုံကြည်သူများသည်လိုအပ်သူများကိုကူညီရန်နှင့်ပဝန်းကျင်ကိုကာကွယ်ရန်အတွက်ဘုရားသခင်ကမိမိတို့၏အတန်များကိုလိုအပ်သူများအတွက်ပေးအပ်အသုံးပြုရန် တောင်းဆိုထားကြောင်းတည်ပေးခဲ့ပါသည်။တမိုင်းကြောင်းကို ပြောင်းပြန်လှန်ပြောင်းပြည့်ရန်ကျွန်ုပ်တို့အားသခင်ခရစ်တော်ခေါ်ဆိုထားကြောင်းနှင့်ယေရှုခရစ်တော်ကျွန်ုပ်တို့၏မျှော်လင့်ချက်ဟုသော အကြောင်းကိုဘုရုနှင့်စိန့်ပီတာယဉ်ပြင်တွင်လူမှုတွဲဆောင်ခြင်းနှင့်ဘာသာတရားတွင်တင်ခြင်းမှာယဟန်မင်းကြီးလီယို14ကမှွက်ကြားခဲ့ပါသည်ယနေ့ခေတ်ကပ္ပစိန်ခေါ်မှုများအပေါ်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့်အကျိုးသက်ရောက်မှုကိုထောက်ရှုကာမိန့်ခွန်းကိုစတင်ခဲ့ပြီးခရစ်တော်၏ကယ်တင်ခြင်းလောက်ရက်ကိုကျွန်ုပ်တို့ခွင့်ပြုပါက ကျွန်ုပ်တို့၏ဆက်ဆံရေးအားလုံးအထူးသဖြင့်ဘုရားသခင်နှင့် အခြားသူနှင့်နှိစပ်တော်သူများ ဖန်ဆင်းခံအရာအားလုံးတို့နှင့်ဆက်ဆံရေးအားလုံးတို့သည် ပြောင်းလဲနိုင်ကြောင်းထောက်ပြခဲ့ပါသည်။တကယ်ဇုရှင်ပြန်ထမြောက်တော်မူသောအီစတာမနက်ခင်းတွင် မာရီယာမာဒလင်နာမေရီမက်ဒလင်းသည်ယေရှုသခင်ကိုကြည်ရန်နောက်လှည့်ကြည့်ခဲ့တဲ့ကဲ့သို့ကျွန်တို့တို့၏စိတ်နှလုံးသားများကိုပြောင်းလဲစေရန်နှင့်ကျွန်ုပ်တို့ရင်ဆိုင်နေရသော ပြဿနာများကို တုံ့ပြန်သည့်နိလမ်းများအပေါ်ဩဇာလွှမ်းမိုးစေရန်ခရိယံမျှော်လင့်ချက်၏မျိုးစေ့ကို အပီးတီးစေရန်ခွင့်ပြုရမည်ဟုရာမင်းကြီးလီယိုကမွေချခဲ့ပါသည်ဆက်လက်ပြီးကျွန်ုပ်တို့ကြားတွင် ခရစ်တော်ကိုအတိအမှတ်ပြုရန်တတိထားမိရန်ခက်ခဲခြင်း၏ခေါင်းစဉ်အောက်၌မာရီယာမာဒလီနာသည်ဗလာချင်းနေသောတင်းကျိုင်းကူအနီးတွင်ငိုကြွေးနေစဉ်ရှင်ပြန်ထမောက်တော်မူသောယေရှုသခင်ကိုမသိဘဲဥယျံဆောင်ဟုခင်မြင်ခဲ့သည်အခြားသောဧဝံဂေလိကျမ်းများတွင်မတွေ့မတွေ့ရသောအသေးစိတ်အချက်အလက်ကို ရှင်ယောဟန်ကသာကျွန်ုပ်တို့အာယုံစိုက်စေဖို့အတွက်ဖော်ပြပေးခြင်းဖြစ်သည်။ဟိုယမ်မင်းကြီးကဆက်လက်ပြီးမာရီယာမာဒလင်နာဥယျာဉ်ဆောင်နှင့်တွေ့ဆုံခဲ့သည်ဟုယုံကြည်ခြင်းမှာ လုံးဝမှားယွင်းသည်မဟုတ်။ခရစ်တော်သည်ဖန်ဆင်းခံရာအားလုံး၏ဥယျာဉ်မှုဖြစ်သောကြောင့်ဖြစ်သည်။သူမသည် ရှင်ပြန်ထမြောက်သောယေရှုသခင်က ခေါ်သောမိမိနာမည်ကိုထပ်မံကြားနာပြီး ရှင်ပြန်ထမြောက်တော်မူသောသူထံမှ ူမကြညာရမိရှင်ပြန်ထမြောက်ခြင်းတရင်ကောင်းတာဝန်ကို နားလည်ခဲ့ရသည်ယောဟန်၏အခြားကျမ်းပိုက်တစ်ခုတွင်လည်းဤသူသစ်ခရစ်တော်အသစ်တော်လူသားသို့မဟုတ် ရှင်ပြန်ထမြောက်တော်သူကကြီးရှုလောငါသည်ခတ်သိမ်းသောຢာကိုအသစ်ပြုပြင်မည်ဟူသောဗျာဒိတ်ကျမ်းအခန်းကြီး27အခန်းငယ်9မှာဆက်လက်ပြီးဆိုထားကြောင်းကိုလည်းရှင်းပြခဲ့ပါသည်လမ်းကြောင်းပြောင်းပြန်လှန်ကြရန် ခရစ်တော်ကကျွန်ုပ်တို့ကိုတောင်းဆိုသည်ဒီကောင်းစေအောင်မယမ်းမင်းကြီးလေးတို့ကကွယ်လွန်သူပုံယမ်းမင်းကြီး Francis Pope Francis E 2015ခုနှစ်ကထုတ်ဝေခဲ့သည့်စာကျွန်တော်လော်ဒါတိုစီကို စင်ကျင်သုံးသက်သောအမြင်ဖြင့်ကြီးရှုကြဖို့အရေးကြီးလို့အကြောင်းသို့မဟုတ်လျင်လူသားသည်ဥယင်ဤထိမ့်သိမ့်ဆောင်းလျှောက်သူ မဟုတ်ပါကဖြစ်စည်းသူ ဖြစ်လာလိမ့်မည်ဟု အလေးပေးပြောကြားခဲ့သည်။ ခရိယံမျှော်လင့်ချက်သည့်လဝကတိုင်မှအသေးခံခဲ့သူခရစ်တော်ကိုမျိုးစေ့အဖြစ်ဥယျင်ထဲတွင်မြုပ်နှံထားရှိခြင်းသည်ရှင်ပြန်ထမြောက်သည့်အခါများစွာသောအသီးများသီးစေရန်ဖြစ်ပြီးယနေ့ခေတ်လူသားမျိုးနွယ်တရလုံးရင်ဆိုင်နေရသောဥယျင်နှင့်တူသောကမ္ဘာလောကသဘာဝပတ်ဝန်းကျင်ပျက်စီးနေမှုစိန်ခေါ်မှုကိုတုံ့ပြန်သည်ဟုယာမင်းကြီးလီယိုကအခိုင်အမာပြောကြားခဲ့သည်ယာမင်းကြီးလီယိုကပါရာဒိသုကောင်းကင်ဘုံကို မဆုံးရှုံးတော့ပဲပြန်လဲတွေ့ရှိခဲ့သည်ဤနည်းဖြင့်ယေရှုသခင်၏တည်ခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတို့သည်ဘက်ဆုံးဂေဟဗေရဆိုင်ရာဝိညာဉ်ရေးရာ၏အခြေခံအုတ်မြစ်များဖြစ်လာသည် ထိုအရာမရှိဘဲယုံကြည်ခြင်းစကားများသည်လက်တွေ့ဘဝတွင်အရေးပါမှုမရှိနိုင်ဘဲတိတ်ပန်စကားများသည်လည်းနှလုံးသားပြင်ပတွင်ကြန့်ရှိနေမည်ဖြစ်သည်ဤအကြောင်းကြောင့်ကျွန်ုပ်တို့သည်ဂေဟစနစ်ဆိုင်ရာပြောင်းလဲခြင်းအကြောင်းကိုပြောဆိုကြသည် ခရိယန်များသည်ယေရှုသခင်တောင်းဆိုသောလမ်းကြောင်းပြောင်းပြန်လှည့်ခြင်းမှခွဲထွက်၍မရနိုင်ပေဟုယံမင်ကြီးကအတည်ပြုခဲ့သည်။သမိုင်းကိုပြောင်းလဲစေသောဝိညာဉ်ရေးရာဖြတ်တန်းမှုခေါင်းစဉ်အောက်၌ယံမင်ကြီးကအစ္စတာမနက်ခင်းတွင်မာရီယာမာဒလင်နာ၏နောက်လှည့်ကြည့်ခြင်းသည်ဤအရာ၏လက္ခဏာဖြစ်ကြောင်းအဘဲကြောင့်ဆိုသောပြောင်းလဲခြင်းနောက်မှ ပြောင်းလဲခြင်းဖြင့်သာ ကျွန်ုပ်တို့သည်မျက်ရည်ခြိုင်ဝန်းကိုဖြတ်ကျော်၍ယေရုရှလင်မြို့သစ်သို့ရောက်ရှိနိုင်မည်ဟု ရှင်းပြခဲ့သည် စိတ်နှလုံးထဲတွင်စတင်ခဲ့ပြီးဝိညာဉ်ရေးရာလည်းဖြစ်သည့်ဤဖြတ်တမ်းမှုသည်တမိုင်းကိုပြောင်းလဲစေပြီးကျွန်ုပ်တို့အားလူသည်ရှင်ကြားပါဝင်စေကာ သိုးတငယ်သိုးရင်းခရစ်တော်၏နာမတော်နှင့် တကူတော်အားဖြင့်လူများနှင့်ဖန်ဆင်းခါများကိုဖြည့်ဆည်းလိုသည် ဝင်ပလွေများ၏တောင်းတမှုမှကာကွယ်ပေးသည့်စီလုံးညီညွတ်မှုကိုဖြစ်ပေါ်စေသည်ဟုရှင်းပြခဲ့သည်။ဤနည်းဖြင့်သာသနာတော်၏သာသမီများသည်လူငယ်တန်းပေါင်းများစွာနှင့် အခြားသောစိတ်သဘောထားကောင်းသည့်အမျိုးသားမျိုးသမီးများနှင့်တွေ့ဆုံနိုင်ပြီးမိမိတို့၏စိတ်နှလုံးကိုထိမိစေသောဆင်းရဲသားများနှင့်ကဗာမြေ၏အော်ဟစ်တန်ကို ကြားကြလိမ့်မည်ဟုဆက်လက်ပြောကြားခဲ့ပါသည်။ အတံမဲ့သူပြောရေးဆိုခွင့်မဲ့သူများ၏အတံကိုနားထောင်နိုင်စွမ်းကိုဝိညာဉ်တော်ကကျွန်ုပ်တို့အားပေးသနာပါစေ။ထိုအခါမှသာကျွန်ုပ်တို့သည်မျက်စိဖြင့်မမြင်ရသေးသောကျွန်ုပ်တို့၏တာဝန်ကိုလက်ခံပြီးဖြည့်ဆည်းခြင်းဖြင့်သာရောက်ရှိနိုင်မည်ဥယင်သို့မဟုတ် ပါရာရီတုကောင်းကင်ဘုံကိုမြင်ရလိမ့်မည်ဟုဆုတောင်းရင်းယဟန်မင်းကြီးလီယိုကသူ၏ဘာသာတရားတင်ကြားခြင်းကိုအဆုံးသတ်ထားပါသည်။ နေ့အတွက်သတင်းကဏ္ဍမှာတော့ဟိုရမင်းကြီးလီယို24သူ၏ပထမဦးဆုံးသောတမန်တော်ခီးစဉ်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမင်းကြီးလီယို24သူ၏ပထမဦးဆုံးသောတမန်တော်ခီးစဉ်ဖြစ်တူရကီနှင့်လေဗနွန်နိုင်ငံများသို့နိုဝင်ဘာလ28ရက်ဂျာတာပရီနေ့မှဒီဇင်ဘာလ2ရက်အင်္ဂါနေ့ထိပြုလုပ်သွားမည်ဖြစ်သည်။6ရက်တာကြာမြင့်မည်တမန်တော်ခီးစဉ်တွင်ကောင်ဆယ်ရုပ်နိုင်ဆရာနိုင်ဆရာကောင်စီနှစ်1900ပြည့်နှစ်ပတ်လည်အတွက် is nick ၌ယန္နာခြင်းလည်းပါဝင်မည်အဆိုပါရှေ့လေပိုင်းနိုင်ငံတို့သူ၏ပထမဦးဆုံးသောတမန်တော်ခီးစဉ်နှင့်ပတ်သက်၍ပုံရမ်းမင်းကြီးကသူယူဆောင်လာမည်တဲ့ရင်စကားသည်ငြိမ်းချမ်းရေးနှင့်မျှော်လင့်ချက်ဖြစ်ကြောင်းအထူးသဖြင့်ယခုလိုမျှော်လင့်ချက် Jubilee Jubilee of Hope အချိန်တွင်ပို၍အရေးကြီးကြောင်းအလေးထားပြောကြားခဲ့သည်လူများအားလုံးကိုနှုတ်ဆက်ခွင့်ရရင်ကျွန်တော်အလွန်ပျော်ရွှင်မိမှာပါဟုထပ်လောင်းပြောကြားခဲ့သည်။ ခီးစဉ်သည်ဤနှစ်ပတ်လည်နေ့ကိုဂုံပြူရန်စိတ်ကူးထားခြင်းဖြစ်ကြောင်းလဲသူကမှတ်ချက်ပြုခဲ့ပါသည်ဤတွင် Radio Veritas Asia အာရှသမတရားအသံလွှင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအသံလွှင့်လုပ်ပြီးပါသည်။ ဘောဒရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလေအန္ဒီရခသိန်းဘီးရန်ခသိန်းငြိမ်းကြပါစေဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ